ယူကရိန်းမှာလူပေါင်း30ကျော်သေဆုံးစေခဲ့တဲ့ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုအနောက်မဟာမိတ်နိုင်ငံတွေကပြင်းပြင်းထန်ထန်ရှုံချကန့်ကွက်ခဲ့ကြပါတယ်။ဧပြီ23ရက်နေ့မှာပဲ့ထိန်ဒုံးကျည်20ကယူကရိန်းရဲ့ဆူမီမြို့မြို့တော်ခန်းမကိုထိမှန်ခဲ့ပြီးအနားမှာရှိတဲ့ပြည်နယ်တပ်ကတော်နဲ့အစည်းအဝေးခန်းမတစ်ခုကိုလည်းပောက်ကွဲပျက်စီးသွားစေခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေး2ယောက်အပါအဝင်34ဦးထပ်မံနေသေဆုံးပြီး138ဦးဒဏ်ရာရခဲ့တယ်လို့ယူကရိန်းကထုတ်ပြန်ပါတယ်။ အမေရိကန်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကအခုတိုက်ခိုက်မှုဟာဆိုးရွားကြမ်းကြုတ်လွန်းတယ်လို့ဝေဖန်ခဲ့ပါတယ်။ဂျာမန်အဓိပတိအိုလာဗရော့စ်ကလည်းရုရှားကငြိမ်းချမ်းရေးအတွက်အသင့်ဖြစ်နေပြီလို့ယုံကြည်ခြင်းနေသူတွေကိုရုရှားရဲ့ယက်တီချက်ကဘာဆိုတာကိုဒီတိုက်ခိုက်မှုက ပြသွားတာပဲဖြစ်ကြောင်းဆိုပါတယ်။ပြင်သစ်သမ္မတမာခရွန်က ရုရှားဟာလူအသက်တွေနိုင်ငံတကာဥပဒေတွေနဲ့သမ္မတထရမ့်ရဲ့တန်တမန်ရေးအားထုတ်မှုတွေမှန်သမျှကိုလုံးဝဂရုမစိုက်ဘူးဆိုတာအတိအလင်းပြသလိုက်တာပဲဖြစ်ကြောင်းပြောပါတယ်။ကုလပြောရေးစခွင့်ရအရာရှိတဦးကလည်းအယက်သားနဲ့အယက်ဘက်အဆောက်အအုံတွေကိုတိုက်ခိုက်မှုဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေမှာတိတိကျကျတားမြစ်ထားတဲ့ကိစ္စဖြစ်ကြောင်းဘာအကြောင်းနဲ့လှုပ်ဆောင်တာဖြစ်ဖြစ်ဒီလိုတိုက်ခိုက်မှုမျိုးကိုရက်တန်းကရက်ရမှာဖြစ်ကြောင်းဆိုပါတယ်ရုရှားဘက်ကတော့ဒီတိုက်ခိုက်မှုဟာ မြို့ရဲမှာရှိတဲ့စားတောက်ဆိုင်တစ်ခုမှာယူကရိန်းရဲ့စစ်ဦးစီးအရာရှိတချို့နဲ့အနောက်နိုင်ငံတွေရဲ့စစ်တင်တန်းပေးသူတွေအစည်းအဝေးလုပ်နေတာကိုပြစ်မှတ်ချခဲ့တာလို့ကြေညာပါရရှင်။